အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမွန်အောင်တောင်းပေးလိုက်ပါတယ်ဒါကျွန်တော်တော့က view နဲ့လည်းကျွန်တော်ဒါ video မလုပ်တာတော်တော်ကြာပြီပေါ့နော်ဒါပေမဲ့ဒါတော့မှဒါကျွန်တော်တို့ camera ရဲ့ ban ညောင်းမနောက်က view တော့သိမမြင်ရဘူးပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒါမနေ့ကလည်းဒါကျွန်တော်တို့ကျွန်တော်ပြောပြောနေတဲ့ပုံစံတိုင်းပဲကျွန်တော်ဗီဒီယိုလေးဘူးပဲတင်ခဲ့တယ်။မနေ့ကဒါကျွန်တော်အလုတ်ကပြီးတော့ဒါ Ariana Grande ရဲ့ wicket သွားကြည့်တာနဲ့ညဗီဒီယိုမတင်ဖြစ်ခဲ့ဘူးပေါ့နော်။ ဲ့တော့အခုနောက်ပိုင်းကကျွန်တော်ဒါရှိမှလည်းဗီဒီယိုတချို့ဆိုကျွန်တော်ဒါဗီဒီယိုတင်လိုက်ကျဲလာတယ်ဆိုတဲ့ဥစားကြီးဖြစ်လာမှာဆိုတဲ့အတွက်ကြောင့်ဒါကျွန်တော်ကြိုပြောထားပြီးသားဖြစ်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်ဒီနေ့မနက်ပိုင်းအစောပိုင်းမှာတော့ Manchester United ဒါသတင်းလေးနဲ့ Breaking News နဲ့စတင်ပြီးလုလိုက်မယ်အဲ့တော့ Manchester United အသင်းနေနဲ့ဒါကျွန်တော်လက်ရှိမှာလူငယ်ကစားသမားလေးတယောက်ကိုဒါကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကို Fabrizio Romano ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတင်လာခဲ့တာတွေ့ရမယ်။ Manchester United အသင်းကခုလက်ရှိမှာဒါကျွန်တော်အသက်18နှစ်အရွယ်ကိုလံဘီယာကွင်းလယ်ကစားသမားလေးဖြစ်တဲ့ဒါကျွန်တော် Christian Orozco ဆိုတဲ့ခြေတက်ကလေးကို Manchester United အသင်းကဒါကျွန်တော်တို့ Fortaleza အနေနဲ့ပြီးတော့ခေါ်ယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတော့ Fabrizio Romano ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတရားဝင်အတည်ပြုထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းတွင်ကလည်းကျွန်တော်လက်ရှိမှာ Breaking News အခုနဲ့ကျွန်တော်တင်ဆက်ပေးခဲ့ပြီးဖြစ်တဲ့ကြောင့်ဒါကတော့ breaking news တော့တိတ်မဟုတ်တော့ဘူးเนาะအဲ့ဒါလက်ရှိမှာဒါကျွန်တော်ဒီကစားသမားကတော့လက်ရှိမှာ Manchester United အသင်းစီကိုရပ်ပိုင်းအတွင်းလာရောက်ပြီးဒါကျွန်တော် finalize movement လုပ်တော့မယ်လို့သိရတယ်မှာပါတယ်ဒီကစားသမားကလက်ရှိမှာဒါကျွန်တော်ဒီနှစ်ရာသီမှာ join မှာမဟုတ်ဘဲနဲ့လာမယ့်နှွေရာသီဒီက June 2026မှာဒါကျွန်တော်အသင်းနဲ့တူလာရောက်ပြီးတော့ပူးပေါင်းမှာဖြစ်ပေမဲ့ကျွန်တော်ဒါကျွန်တော်အခုလက်ရှိမှာ Manchester United လုပ်နေတဲ့ပုံစံမျိုးလေးအတိုင်းပဲပေါ့နော်ဒီ Ego Lyon တို့ကိုခေါ်ယူခဲ့လို့ဒါကျွန်တော်လက်ရှိမှာလာမယ့် ကစားသမားအသက်16နှစ်ပြည့်ဒါကျွန်တော်လက်ရှိမှာကစားသမားအခုမှ16နှစ်ပြည့်ပဲရှိသေးတယ်ဒါပေမဲ့အကျိုးသဘောတူညီမှုကိုချုပ်ဆိုထားတဲ့ဘက်မှာရှိတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒီကစားသမားကို Chelsea အသင်းကလည်းစိတ်ဝင်စားခဲ့ပေမဲ့ Manchester United အသင်းကပဲဒီကစားသမားကိုခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိသွားခဲ့တယ်လို့သိရမှာပါတယ် United အသင်းကဒီကစားသမားအတွက်တူတေဒါကျွန်တော်တို့ဒေါ်လာသသက်ပေါင်တော့မဟုတ်ဘူးဒါဒေါ်လာသသက်ဒါကျွန်တော်သူ့ရဲ့ဒါ Mickey Club ဖြစ်တဲ့ Fortel Lazar ကိုဒါကျွန်တော်ပေးရမယ်လို့သိရတယ်မှာပါတယ် Manchester United အသင်းနဲ့ဒီအပြောင်းအရွှေ့ကိုဒါကျွန်တော်လာမယ့်ရက်ပိုင်းအတွက်မှာဒါ finalize လုပ်မှာဖြစ်ပြီးတော့ United အသင်း င်းတဲ့ဒီဂျားတဲ့မှာဒါကျွန်တော်တို့လူငယ်ကစားသမားတွေကိုခေါ်ယူမှုတွေကလည်းတောက်လျှောက်တိုးတက်နေပြီးတော့လက်ရှိမှာလူငယ်ကစားသမားတွေခေါ်ယူမှုတွေလည်းအဓိကစူးစမ်းနေမှုကလည်းဒါအတိုင်းအတာတစ်ခုကြီးရောက်လာခဲ့တယ်တွေ့ရဒီနေ့မှာဒါကျွန်တော် United အသင်းနဲ့ဒါလူငယ်ကစားသမားတွေထဲမှာဒါ technical တော့ technical တွေသဘောချတဲ့လူငယ်ကစားသမားတွေလည်းဒါကျွန်တော် United အသင်းကတောက်လျှောက်ခေါ်ယူနိုင်ခဲ့တာကိုတွေ့ရမိတယ်မှာပါတယ်တွေ့ကြမြင်ကြတဲ့အချိန်မှာလည်းရှိမှာဒါကျွန်တော်ရှေ့ပိုင်းမှာလည်း Obi Martin တို့ Sir Kone တို့ဒီလူကစားသမားဒါကျွန်တော် top top ဖြစ်တဲ့ talent တွေကို United အသင်းနဲ့ဒါ source စီဒါသူများအသင်းတွေကိုလည်းဥပြီးခေါ်ယူနိုင်ခဲ့တယ်မှာပါတယ် United အသင်းကဒီလိုခေါ်ယူမှုတွေထဲမှာလည်း United အသင်းတွေ နေတာလူကြီးအသင်းတွေသူနေရာပေးမယ်ဆိုတဲ့ဂရီကုတ်ကလည်းအရင်ကြီးအရေးကြီးခဲ့တဲ့အနေဒါတစ်ခုကိုရောက်ခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့တယ်အဲ့တော့ယူနိုက်တက်အသင်းကလက်ရှိမှာဒါကျွန်တော်တို့လူငယ်ခရစ်ကျော်ကျွန်တော်တို့ Christian Orozco ကတော့ဒါကျွန်တော်တို့ Manchester United ကစားသမားဖြစ်တော်မှာဖြစ်ပါတယ်။လာမယ့်နွေရာသီမှာ United အသင်းနဲ့တရားဝင် officially join ဖြစ်ပါတယ်။အဲလူငယ်ကစားသမားအကြောင်းလေးလေးပြောရမယ်ဆိုရင်တော့ Manchester United အသင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ RB Leipzig ရဲ့ဒါကျွန်တော်16နှစ်သားဖြစ်တဲ့ဒါ Odrogo ဒါ United ကတကယ်ကြီးကိုစိတ်ဝင်စားနေလို့သိရတယ်မှာပါတယ် Leipzig ကလက်ရှိမှာဒီကစားသမားအခုချိန်မှာထိမ့်သိမ့်ပြီးနာခတ်မှာဒါပေါင်တန်း100တန်မဲ့ကစားသမားတယောက်သူခန်းစားကြရတဲ့အတွက်ကြောင့်မို့ဒီနှစ်ဆောင်းရသည်လို့မို့ဒီနှစ်ညရသည်မှာရောင်းသွားဖို့တဲ့ကစားသမားကို United RB Leipzig နဲ့အစီအစဉ်မရှိဘူးဒါပေမဲ့ကစားသမားကိုယ်တိုင်ကလက်ရှိမှာဒါအသင်းကြီးတော်တော်များများစောင့်ကြည့်ခြင်းကိုခံနေရတယ်လက်ရှိမှာတော့ကဘာမှဒါကျွန်တော်အကြီးကြီးခံထားဆုံးအသင်းတွေအကုန်လုံးကလက်ရှိမှာဒါ Odrogo ကိုဒါစောင့်ကြည့်ခြင်းခံနေရတယ်ဒါပေမဲ့ကစားသမားကလက်ရှိမှာဒါ Premier League ကို Premier League ကိုပြောင်းရွှေ့ခြင်းပြီးတော့ Premier ီးယားလီဂ်ကိုချန်ပီယံလီဂ်ကိုဆော့လို့ရတဲ့ကလပ်မျိုးကိုတော့သူ့အနေနဲ့ပြောင်းရွှေ့ခြင်းတယ်လို့သိရတယ်မှာပါတယ်။ကစားသမားမှာအဓိကလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးမရှိတဲ့အတွက်ကြောင့်မို့ဒီကစားသမားကိုခေါ်ယူရေးမှာတော့ဒါကျတော့လက်ရှိမှာဒါကျတော့ကန့်လန့်မှုတွေနဲ့အဓိကသွားရမှာဖြစ်တယ်။ United သင်းကလက်ရှိမှာဒီကစားသမားကိုတော်တော်လေးကိုစိတ်ဝင်စားပြီး United ရဲ့လက်ရှိမှာ Scouting Network ကလည်းဒီကစားသမားကိုကောင်းမွန်တဲ့ recommendation ပုံစံမျိုးပေးအပ်ထားတယ်ဆိုတဲ့ပုံစံမျိုးခဏခဏတွေ့ရတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဟိုနေ့ကလည်းဒါတက်ဆက်ပြီးသားဖြစ်မဲ့ဒါလက်လက်လေးထပ်ပြီးပြောပြတာဖြစ်တယ်။လက်ရှိမှာဒါ United အသင်းနဲ့ဒါကျတော့ဒီကြားထဲမှာ breaking news တစ်ခုဖြစ်ခဲ့တာကတော့ United က်အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Joshua Zigzig ကတော့ရိုမာအသင်းရဲ့ပုတ်ကူကြီးရသဘောတူညီမှုရခဲ့ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်တယ်။ဒီသတင်းတွေကိုတော့အီတလီမြေကနေစတင်ပြီးတက်လာခဲ့တာဖြစ်ပြီးတော့ဒီသတင်းကဘယ်နေရာကစပြီးဒါကျွန်တော်ပို့ပို့ပြီး strong ဖြစ်သွားခဲ့တယ်ဆိုတော့ Ruben Amorim ကိုယ်တိုင်ကအသင်းကအလို့မရှိတဲ့ကစားသမားတွေကိုဒီနှစ်ဆောင်ရသည်မှာရောင်းသိမ်းရောင်းသွားမယ်ဆိုတဲ့ဒါကျွန်တော် press conference မှာပြောခဲ့ပြီးနောက်ပိုင်းမှာတော့ဒါနဲ့ပတ်သက်ပြီးတော့ပို့ပို့ပြီးတော့ strong ဖြစ်လာခဲ့တယ်လို့ဆိုရမယ့်အနေအထားတစ်ခုကိုရောက်ရှိသွားခဲ့တာဖြစ်တယ်လို့ပဲပြောရမယ်ဒီမှာပါပါတယ်။အဲ့လက်ရှိမှာဒါကျွန်တော် Manchester United ိုက်တဲ့တင်းနဲ့ဂျော့ရှွဇစ်ဂျီကိုတော့ဘဲတန်ဂျီဘလူတုံစံမျိုးတတ်မှတ်မလဲတော့မသိပေမဲ့လက်ရှိမှာကစားသမားကတော့မန်ချက်စတာယူနိုက်တက်အသင်းကနေထွက်ခွာဖို့အတွက်လုံးဝဒါကျွန်တော်အသွန်ခွန်ဆိုင်ပြုလုပ်နေပြီလို့ပြောလို့ရတယ်။ကစားသမားနဲ့လက်ရှိမှာရူမာနဲ့ပုဂ္ဂိုလ်ကြီးရသဘောတူညီမှုရခဲ့ပြီးတော့လက်ရှိမှာယူနိုက်တက်အသင်းစီကဒါဂျော့ရှွဇစ်ဂျီထွက်ဖြစ်မယ်ဆိုရင်တော့မှဒီ6လကိုအငှအပိသက်ခေါ်ယူပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးနဲ့ထွက်ခွာဖို့အတွက်လည်းဒါကျွန်တော်ကြိုးစားသွားမယ်လို့သိရတယ်မှာပါတယ်။ယူနိုက်တက်အသင်းကလက်ရှိမှာ Brian M1 မှုအာမက်ဒီယာလူတို့ကိုဒါကျွန်တော် F ကိုမှဆုံးရှုံးရဖို့ရှိပေမဲ့ဂျော့ရှွဇစ်ဂျီကိုတော့အသင်းကနေထွက်ခွာခြင်းနဲ့ဆိုရင်တော့တာစ ဆီးသွားမှာမဟုတ်ဘူးဆိုတဲ့သတင်းတွေလည်းလက်ရှိမှာ TL level ကတော်တော်လေးကိုမြင့်တက်နေခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။အဲ Joshua Zirkzee နေနဲ့ Manchester United အသင်းစီကိုဒါမှမဟုတ်ရအင်းယောဆူအိုဆူလက်ထက်မှာပါစပြီးရောက်လာခဲ့တဲ့ရှေ့ရှားပပကစားသမားရဲ့တယောက်ဖြစ်ပြီးတော့လက်ရှိမှာရှေ့ရှားပမှုဘယ်လိုပေါ့တိုက်စစ်ရှေ့ရှားပပရောက်လာခဲ့ကစားသမားတွေကတယောက်ဖြစ်ခဲ့ပေမဲ့လက်ရှိမှာဒါကျွန်တော်တို့အခြေအရင်မရခဲ့ပေမဲ့ဒါလက်ရှိမှာအသင်းစီကနေပြီးတော့ဒါကျွန်တော်ထွက်ခွာခဲ့ပြီလို့ပြောလို့ရတယ်မှာပါ။ကစားသမားကိုလက်ရှိမှာဒါ Premier League club ဖြစ်တဲ့ West Ham နဲ့ Everton ကစိတ်ဝင်စားခဲ့ပေမဲ့ Roma နဲ့ပဲလက်ရှိမှာဒါကစားသမားပုံကူကြီးရသဘောတူညီမှုအရင်ရရှိသွားခဲ့ပြီလို့ပြောလို့ရတယ် ယ်။ United သိနေခုလက်ရှိမှာဒီကစားသမားအတွက်ဘယ်စည်းဘလူသတ်မှတ်မလဲဆိုတာလည်းကျွန်တော်အနေနဲ့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတာမှရှိတယ်။ Cola Hala ရဲ့ United သိနေဒီကစားသမားအတွက် Euro 35သန်းနဲ့တန်းလီစေကြအနည်းဆုံးအလူရှိပြီးတော့သူတို့ပေးခဲ့ရတဲ့ဇီနီနီပြန်တောင်းဖို့အတွက်လည်းပြင်ဆင်သွားမယ်လို့သိရတယ်မှာပါတယ်။ Roma ကဒါနဲ့ပတ်သက်ပြီးပေးမှလားမပေးဘူးလားကျွန်တော်ချက်တော့စောင့်ကြည့်ရမှာပါတယ်။ဒီတို့ပဲစိုးစီကမှခုလက်ရှိမှာ Manchester United သိနေကဒီကစားသမားရဲ့အနာဂတ်ကိုတော့သူတို့အသိမှမရှိနေဘူးအတွက်အရာကိုင်းလုံးနေများသွားပြီးဆိုတဲ့ပုံစံမျိုးကိုတော့ပြုလုပ်သွားဖို့အတွက်ကြိုးစားသွားမယ်လို့သိရတယ်မှာပါတယ်။ United အသိနဲ့ခုလက်ရှိ ချင်းမှာသူတို့ရဲ့တိုက်စစ်ကစားသမားတီကူတော့ဆက်လက်ပြီးရောင်းချသွားဘူးအတွက်ဒါပြင်ဆင်လာခဲ့တယ်လို့သိရတယ်မှာပါတယ်တိုက်စစ်ကစားသမားကိုဆက်လက်ပြီးရောင်းချမဲ့ဥစ္စာကိုထပ်ပြီးပြောရမယ်အဲဟုတ်တယ်ငါမဲသွားပြီနောက်ောက်စာကြီးကလင်းသွားတယ်ပေါ့နော်ကောက်ပါတယ်နောက်ောက် view ကြည့်ကြပါနော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့နည်းနည်းလေးထပ်ပြီးပြောရမယ်ဆိုရင်တော့ Manchester United အသင်းစီကလက်ရှိမှာအငားထွက်ကစားနေတဲ့ဒါကျွန်တော်တို့ market ratio ကိုဒါကျွန်တော် PSG အသင်းကကြားဖြတ်ပြီးခေါ်ယူခြင်းနဲ့ဆိုတဲ့ကောလာဟာလာတွေစတင်ပြီးထွက်လာခဲ့တယ် PSG အသင်းရဲ့လက်ရှိဒါကျွန်တော်ပိုင်ရှင်ကောလက်ရှိမှာအကစားရိုက်တာဖြစ်တဲ့ဒါ Ocampos ကနဇာအရုကိုအုပ်စု၂ယောက် 懂啊？噶、嗯。 ဘာဂက်ရက်ရှိုကာလာရှိဒါကျွန်တော်အရင်ကတည်းက admire ဖြစ်တဲ့ကစားဟို admire ဖြစ်တဲ့ဒါကျွန်တော်လူတွေလို့သိရတယ်မှာအကုန်လုံးသိပြီးသားပါဒါကျွန်တော် Okan Post ကလည်းရှိမှာအကုန်လုံးကဒီလူဒီကစားသမားအသေးရအရှင်ရရန်သဘောကျတဲ့ကစားသမားတယောက်ဖြစ်ခဲ့တယ်အခုချိန်ထိလည်းကစားသမားကိုသဘောကျနေစေဖြစ်တယ်ဘာစလို့အသေးနဲ့လက်ရှိမှာဒီကစားသမားကိုခေါ်ယူပိုင်ခွင့်အပိသက်ခေါ်ယူပိုင်ခွင့်ယူရို35တန်းနဲ့ပါဝင်ပေမဲ့လက်ရှိမှာဘာဘာစလို့အသေးနဲ့ဒီငွေကြီးခန့်ကန်နိုင်ရဒီကစားသမားကိုခေါ်ယူသွားမှာလားမခေါ်ယူသွားဘူးလားသိပြီးမသေးခွင့်ထားပါရှိတယ် PSG အသေးနဲ့လက်ရှိမှာဘာစလို့အသေးနဲ့ဒီကစားသမားဒီဒီ ပေါ့အပိသက်ခေါ်ယူအညောင်အညောင်လုပ်နေမယ်ဆိုရင်တော့တို့ဘက်ကဒါကျွန်တော်တို့ပါချေးစင်းဥစ္စာကိုအသက်သွင်းတော့မှာဖြစ်တယ်လို့သိရတယ်မှာပါတယ်လက်ရှိမှာဒါစာချုပ်ပါအချက်လက်ရထည့်ထားတဲ့အချက်တွေကနေပေါ့ပတ်စံတော်ပူပြီးသွားနိုင်တယ်ဆိုတဲ့သတင်းတွေကိုတော့လက်ရှိမှာဒါကျွန်တော်တို့ပြင်သစ်သတင်းဌာနဒီစီကနေစတင်ပြီးတော့ထွက်ပေါ်လာခဲ့တာကိုတွေ့ရမယ်တယ်မှာပါတယ်ယူနိုက်တက်ကလက်ရှိမှာငွေကိုပူပြီးမှတ်တယ်ဆိုတဲ့ဒီဆိုင်ဘယ်အသည့်ပဲဖြစ်ဖြစ်ဒါကျွန်တော် market ratio ကိုတော့ခေါ်ယူသွားနိုင်တဲ့အသင်းတွေကိုရရှိမှာရောင်းချသွားဖို့တပြင်ဆလာခဲ့တယ်ဘာဆိုတော့အသင်းကဒီနေ့စောင်းအသည့်မှာလက်ရှိမှာ Manchester United အသင်းနဲ့တွေ့ဆုံပြီးတော့ဒါ market ratio ရဲ့အပိသက်ဝယ်ယူမှုကိုအရေးကြတာ ားမှုဒါဈေးလျှော့ပေးနိုင်မလားဆိုတဲ့ပုံစံမျိုးနဲ့ဒါတွေ့ဆုံဆွေးနွေးသွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ United ကလက်ရှိမှာဒါအပိသက်ခေါ်ယူမှုယူရို35တန်းကိုတော့လုံးဝဈေးလျှော့ပေးဖို့အတွက်အစီအစဉ်မရှိဘဲနဲ့ခေါ်နိုင်ကောမခေါ်နိုင်တော့တခြားအသင်းခေါ်သွားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကို United အသင်းကပြုလုပ်သွားဖို့ရှိရသေးရတယ်မှာပါတယ်။ Market Ratio နောက်ဆုံးဒါကျွန်တော်တို့လက်ရှိမှာ Barcelona အသင်းနဲ့အပိသက်35တန်းနဲ့မခေါ်ဖြစ်ခဲ့ဘူးဆိုရင်တော့မှ Premier League ကဒါကျွန်တော် Tottenham Hotspur အသင်းလက်ရှိမှာဒါ Chelsea အသင်းတို့က ခေါ်ယူဖို့အတွက်လက်ရှိမှာစိတ်ဝင်စားနေပြီဒါ PSG တင်ကဒီကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားမှုတွေကလည်းတော်တော်လေးကိုအရေးပါအရာရောက်ခဲ့လို့သိရတယ်မှာပါတယ် Manchester United တင်ကလက်ရှိလာမယ့်နေရာဒီမှာအခုလက်ရှိအငှားကိုအပိသက်ရောင်းချမယ့်ကစားသမားတွေစီကနေပြီးတော့အပိသက်ရောင်းချမယ့်ငွေတွေကနေအများကြီးရဖို့အတွက်လည်း United တင်နေမြော်တာတယ်အနည်းဆုံးဒါကျွန်တော်ယူရိုတန်80လောက်ဒီအပိသက်ရောင်းချမှုကနေရရှိမယ်လို့ United လက်ရှိဒါ Ineos အုပ်စုကမျှော်လင့်ထားပြီးတော့ဒီပတ်စံတွေအကုန်လုံးကိုလည်း United အသင်းတွေကိုပဲပြန်လည်ပြီးရင်းနှီးမြှုပ်နှံသွားဖြစ်ပြီး United အသင်းတွေနဲ့လိုအပ်နေတဲ့ကွင်းလယ်ပိုင်းဝယ်ယူမှုကဒီကစားအ အငားနဲ့ထုတ်ထားကစားသမားတွေအပိသက်ဝယ်ယူမှုပေါ်မှာလည်းအများကြီးအများကြီးပို့ပြီးတော့ပါကျွန်တော်မူတီနေတယ်ဆိုတဲ့သတင်းတွေကလည်းဒါထွက်ပေါ်နေသေးဖြစ်တယ်အဲ့တော့ United သတင်းတွေကလက်ရှိမှာဒါအောင်ရှောက်တော့ရှောက် update တွေတက်နေသေးဖြစ်တယ်ကျွန်တော်အနေနဲ့ဒါကျွန်တော်အုပ်ဒါအချိန်ရရင်ရလို့ update ကျွန်တော်လုပ်ပေးသွားမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော်ကွန်ပြပအောင်အားလုံးမကြည့်တူပါနဲ့ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တော်ကွန်ပြပအောင်ဗျမြန်မြန်လေးလည်း clip ဖို့မမိကြပါနဲ့ဟုတ်မြန်မြန် clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြည့်တူပါနဲ့ကျွန်တော်တော်ကွန်ပြပအောင်ဗျဒီပါဗျ